ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်အာနာသေးစကောင်စီကဂျွန်လကုံဒီအပြစ်ရထမှန်တက်တန်းတို့ကြောင့်ကျင်းညာခဲ့ပေမဲ့မနေ့ကမန္တလေးတိုင်းစင်ကူမြို့နယ်နှွေယုံကြီးရွာနယ်နတ်တောင်ကြီးရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဂျွန်လတရက်နေ့နေ့ခင်း၂နာရီခွဲမှာ ငွေရုံရွာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူထိခိုက်မှုမရှိခဲ့ပေမဲ့အဆောက်အုံတစ်ခုပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီနောက်မနေ့အနည်းငယ်အကြောင်းမှာပဲနှက်တောင်ကြီးရွာ Lucky 7 Hotel ကိုထပ်မံလေကြောင်းတိုက်ခိုက်ခဲ့လို့အမျိုးသမီး၃ဦးဒဏ်ရာရရှိခဲ့ပြီးတဦးကတော့ဒဏ်ရာပြင်းထန်တယ်လို့ပြည်ဦးလင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီကမေလ31ရက်နေ့စွဲနဲ့ဂျွန်လတလလုံးယာယီအပြည့်အစွဲကြောင့်ကျင်းညာခဲ့ပါတယ်။အဲ့ဒီလိုကျင်းညာပြီးမနေ့မနက်အစောပိုင်းမှာလည်း မန္တလေးတိုင်းတပည့်ချင်းမြို့နယ်ကစာတင်ကျောင်းကိုလေကျောင်းကနေပုံကျဲတက်ခတ်ခဲ့ပါတယ်။ဂျော်လာတရက်မနက်9:40ခန်းမှာတပည့်ချင်းမြို့နယ်လေးမိုင်ကန်တာစာတင်ကျောင်းကိုဖြတ်အားပြင်ပေါင်900ဘုံဒီတလုံးကျဲချတက်ခတ်ခဲ့တာလို့ပြည်ဦးလခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီဘုံကျဲမှုကြောင့်ပြည်သူတေဆုံးထိခိုက်မှုမရှိခဲ့ပေမဲ့စာတင်ကျောင်းဆောင်နှဆောင်ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။စစ်ကောင်စီဟာငလျင်ဘေးကျောက်ဧပြီလဆန်းကလေးကအပြစ်ရဲဆဲရေးကျင်းပခဲ့ပေမဲ့ပြည်ဦးလင်ခရိုင်အတွင်းကတပိတ်ကျင်းတဲ့စင်ကူမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုအကြမ်းကြမ်းပြုလုပ်ခဲ့လို့ပြည်သူအများအပြားသေဆုံးဒဏ်ရာရရှိခဲ့ပါတယ်။စင်ကူမြို့နယ်ဟာငလျင်ဘေးတင်ဒေသဖြစ်ပြီးမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလျင်ကြီးကြောင့်ပြည်သူ36ဦးထပ်မံသေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ငလျင်ကြီးပြည်စစ်ကောင်စီကစင်ကူမြို့ကိုလေကြောင်းတိုက်ခိုက်မှု14ကြိမ်ထပ်မံပြုလုပ်ခဲ့လို့ပြည်သူ9ဦးထပ်မံသေဆုံးက33ဦးထပ်မံဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီကတပည့်ချင်းမြို့နယ်ကိုလည်းလေကြောင်းတိုက်ခိုက်မှု12ကြိမ်ထပ်မံပြုလုပ်ခဲ့လို့ ြည်သူ40ကြော်တိုက်ဆုံးခဲ့ပြီး80ကြော်ဒဏ်ရာရရှိခဲ့ပါတယ်။ငလျင်ဘေးအကြောင်းပြအပြစ်ရဆဲခဲ့တဲ့စစ်ကောင်စီဟာအပြစ်ရဆဲရခြင်းညထားတဲ့နှစ်လအတွင်းမှာနိုင်ငံတော်ဝန်လေကြောင်းတိုက်ခိုက်မှုအကြမ်းရေ300ကြော်ပြုလုပ်ခဲ့ပြီးပြည်သူ300ကြော်တိုက်ဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်ရှင်။ငလျင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပါရီတွေးရီကံရီပဲတောက်တုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပော့ဆူအောင် ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်